အားလုံးမင်္ဂလာပါ Knowledge Ban Channel ကနေကြိုဆိုပါရစေ။ဒီကနေ့ကျွန်တော်မျှဝေပေးသောမယ့်အကြောင်းအရာလေးကတော့ရေရွသည့်ရဲ့အစွမ်းသက်တိ39မျိုးအကြောင်းပဲဖြစ်ပါတယ်။အစားအစာတိုင်းကအာဟာရဖြစ်အောင်တတ်တတ်မဟုတ်ပါဘူး။ခန္ဓာကိုယ်အတွက်ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာရရှိစေပါတယ်။ရေရွပင်အောင်ဆိုရင်အသီးအရွက်တင်မကပါဘူး။အပွဲအခေါက်ပင်စည်နဲ့အမြင့်တွေပါတပင်လုံးနီးပါးဆေးဘက်ဝင်တဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ရဲရွက်ကိုဟင်းထုတ်လောက်စားတာငားနဲ့ရောပြီးစင်ကောချက်စားတာမျိုးလောက်စားလို့ရတယ်လို့ ရဲရိုသည်ကိုဖြိုရီလောက်တော့တာထញ្ញမ်းတတ်တော့လကောင်းပြားရည်နဲ့တော့လကောင်း YouTube ပြီးလဲစားသုံးနိုင်ပါတယ်ရဲရိုသည်အစီမှာအစီအနှဲကို ထုတ်ယူပြီးယောဂများ ကုသရတွင်လဲအသုံးပြုကြပါတယ်ယခုခါရဲရိုသည်ကိုအသုံးပြုပြီးဖော်ဆက်ထားတဲ့စေဝါဓာတ်စာများလဲပေါ်ထွက်နေပြီးဈေးကွက်ထဲကိုရောက်ရှိနေပြီဖြစ်ပါတယ်ရဲရိုတရားဆိုရင်ဒီအတိုင်းစားသုံးရင်တော့အစမ်းထက်ထက်အတိတမျိုးဖြစ်တဲ့အပြင်ယောဂပေါင်း100တမျိုးပျောက်ကင်းစေနိုင်တဲ့အစွမ်းသက်တည်းရှိတယ်လို့ လေ့လာသိရှိရပါတယ်။အဲ့ဒီထက်ကမှကျွန်တော်လက်လမ်းမိတဲ့လားစူးစီရရှိလာတဲ့အကျိုးအနည်းသွင်းတဲ့အကြောင်းကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်၁အကိုက်ခဲပျောက်ကင်းစီခြင်း။ရေရိုးပင်ကိုခေါင်းကိုက်ပျောက်ပင်အကိုက်ခဲပျောက်ပင်လို့တောင် ခေါ်ကြတာမျိုးရှိပါတယ်။လေ့လာမှုတွေအရရေရိုးပင်ကအကိုက်ခဲပျောက်စေနိုင်ပြီး လေဘနာဝေဒနာနဲ့အခြားအဆင်းမြင့်တွေနာကျင်ကြိုက်ခဲတာကိုလည်းတတ်တာဇင်းနိုင်ပါတယ်။နံပါတ် ကိုခန့်အားကောင်းမွန်စေခြင်းရေယုတ်တရားဆိုရင် ကိုခန့်အားကောင်းစေဖို့အထောက်အကူပြုပေးပါတယ်ဗတ္တိယတွေအန္တရာယ်ကနေကောက်ွယ်ပေးနိုင်တယ်လို့တောက်ကွေးလိုမျိုးကုဆတ်တတ်တဲ့ယောဂတွေကနေကောက်ွယ်ပေးနိုင်ပါတယ်ရဲရုတ်ဒီမှာဗီတာမင်တတ်တုဒ်အမိုင်နိုအက်ဆစ်နဲ့အင်ဇိုင်းတွေဟန်ချက်ညညီပါဝင်တာကြောင့်တဘာဝအားဆီးတက်လက်လို့အသုံးဝင်ပြီးကိုယ်ခံဆွမ်းအားစနစ်ကိုအကောင်းစေပါတယ် နံပါတ်3နှစ်ချိုက်စွာအိပ်ပျော့စေခြင်းရဲဥသေးအားဆိုရင်အိပ်ပျော့စေဖို့အတွက်အရေးပါတဲ့ဟော်မုန်းတွေကိုလှုပ်ဆော်ပေးတဲ့အတွက်နှစ်ချိုက်စွာအိပ်ပျော့စေပါတယ်နံပါတ်4စိတ်ဓာတ်ကျခြင်းကိုကုစားနိုင်ခြင်းရဲဥသေးအားဆိုရင် စိတ်ခံစားမှုကိုကောင်းမွန်စေပြီးစိတ်ဓာတ်ကျခြင်းကိုလည်းကုစားနိုင်စွမ်းရှိပါတယ်နံပါတ်5အရေးပြားနဲ့ဆန်သားကို ကျန်းမာစေခြင်း ရဲရွရွတ်နဲ့ရဲရွတ်ဒီမှာပါတဲ့ဂုံတက်တိတွေကအသားရည်ကိုနုပြုစီပြီးဆန်သားကိုတန်ဆွမ်းစေနိုင်သလို ခြေသက်လက်သက်တို့ကိုပါကျန်းမာစေပါတယ်။နံပါတ်6ကင်ဆာရောဂါဖြစ်ပွားမှုကိုညွန့်နေစေခြင်းရဲရွရွတ်နဲ့ရဲရွတ်ဒီမှာပါတဲ့ဂုံတက်တိတွေကခန္ဓာကိုယ်ကကင်ဆာဆဲတွေကိုတုတ်ပြန်တိုက်ခိုက်နိုင်အောင်လှုပ်ဆောင်ပေးနိုင်သလို ကင်ဆာအကျိတ်တွေကိုလည်းကြီးမလောက်အောင်ဟန်တာပေးနိုင်ပါတယ်။နံပါတ်9တွေးတိုးကြစေနိုင်ခြင်း ရဲဥတီအားဆိုရင်သွေးကြောနိုင်ရန်တွေကိုထိခိုက်ပျက်စီးမှုကနေကောက်ွယ်ပေးနိုင်ပါတယ်ပိုတက်ဆီယမ်ပါဝင်မှုကြောင့်သွေးဖိအားကိုတည်ငြိမ်အောင်ထိန်းပေးနိုင်တာကြောင့်တွေးတို့ကျစေနိုင်ပြီးသွေးကြောတွေကိုလည်းပြည့်ရောစေပါတယ်နံပါတ်၈သွေးကြောကျဉ်းချင်းကိုပျောက်ကင်းစေခြင်းရဲဥတီကို စားသုံးခြင်းအပြင် သွေးကြောများကိုကျေစေပြီးသွေးလက်ပတ်မှုကိုကောင်းမွန်စေပါတယ်နံပါတ်၉သွေးတွင်ကိုလက်စတရောကျဆင်းစေနိုင်ခြင်း ရဲဥတီအားဆိုရင်သွေးတွင်းကအကျိုးမပြုတဲ့ကိုလက်စထရောတွေကိုကျဆင်းစေပြီးသွေးကြောထဲမှာအဆီတွေစုပေါင်းတာမျိုးမဖြစ်အောင်လည်းကောက်ကွယ်ပေးပါတယ်။နံပါတ်10မှတ်ညံကောင်းစီခြင်းရဲဥတီအားဆိုရင်သွေးတွင်းကိုလက်စထရောကိုကျဆင်းစေပြီးသွေးကြောတွေထဲမှာသွေးဆင်းစင်းမှုကိုကောင်းမွန်စေနိုင်တာကြောင့်အုံနောက်ထပ်ကိုသွေးစီးဆင်းရရှိမှုကောင်းမွန်စေပြီးအုံနောက်ကိုကျန်းမာစေနိုင်သလိုမှတ်ညံလည်းပိုကောင်းစေနိုင်ပါတယ်။နံပါတ်11ဝမ်းမှန်စေခြင်း ရဲဥတရားဆိုရင်ပြောင်းဝင်လွယ်အတွက်အမြင့်တက်များစွာပါဝင်နေတာကြောင့်ဥတွေအတွင်းမှာစီစဉ်မှုကိုကောင်းမွန်စေနိုင်ပြီးဝမ်းမန်းစေပါတယ်။ဥလန်းချောင်းကျမ်းမဖို့အတွက်လိုအပ်တဲ့ဗီတာမင်နဲ့တတုဓာတ်တွေကိုထောက်ပံ့ပေးပါသေးတယ်။နံပါတ်7လေးနာယောဂကိုပျောက်ကင်းစေခြင်းရဲရရွက်ကိုငါခုနဲ့ချက်စာပေးမယ်ဆိုလို့ရှိရင်လေးနာယောဂကိုပျောက်ကင်းစေနိုင်ပါတယ်။နံပါတ်7အတက်ယောဂကိုပျောက်ကင်းစေခြင်းရဲရွတီနဲ့ရဲရွရွက်ကို ပုံမှန်စားသုံးပေးခြင်းအပြင်အတက်ယောဂကိုလည်းပျောက်ကင်းစေပါတယ်။နံပါတ်14ချောင်းဆိုးခြင်းပန်းနာရည်ကျက်ခြင်းကိုပျောက်ကင်းစေခြင်းရဲရိုသီးကို ပြားရည်နဲ့ခောက်စားပေးမယ်ဆိုလို့ရှိရင်ချောင်းဆိုးခြင်းပန်းနာရည်ကျက်ခြင်းကိုပျောက်ကင်းစေနိုင်ပါတယ်။နံပါတ်15နှလုံးယောဂသွေးသွွန်ယောဂစီးချိုယောဂကိုပျောက်ကင်းစေခြင်းရဲရရကိုဓာတ်တော်ရနဲ့ဟင်းချွတ်ချတောက်ပေးမယ်ဆိုလို့ရှိရင်နှလုံးယောဂ၊သွေးသွွန်ယောဂ၊စီးချွတ်ယောဂတွေကိုလည်းပျောက်ကင်းစေနိုင်ပါတယ်။ နံပါတ်6စီးသွားခြင်းကိုကောင်းမွန်စေခြင်းရဲဥသည်ကိုပုံမှန်စားသုံးပေးမယ်ဆိုလို့ရှိရင်စီးသွားခြင်းကိုကောင်းမွန်စေတဲ့အပြင်စီးသွားရနာကျင်တာအဖြူစင်းတာမိမိတာဖြစ်တာတွေအတွက်လည်းတက်တာစင်နိုင်ပါတယ်နံပါတ်6အမျိုးသမီးများအတွက် ရာသီသွေးမှန့်စေခြင်းရဲဥသည်အားဆိုရင်အမျိုးသမီးများအတွက်ရာသီသွေးမှန့်စေသလိုသွေးမဆုံးခင် ခံစားရနိုင်တဲ့အကျိုးလက္ခဏာတွေလည်းတက်တာစင်နိုင်ပါတယ် နံပါတ်18မျက်စိအတွင်းတိမ်မဖြစ်အောင်ကောက်ွယ်ပေးနိုင်ခြင်းရရွတ်သည်နဲ့ရရွတ်ရွက်ကိုပုံမှန်စားသုံးပေးမယ်ဆိုလို့ရှိရင်မျက်စိအတွင်းတိမ်မဖြစ်အောင်လည်းကောက်ွယ်ပေးနိုင်ပါတယ်နံပါတ်19နှာခေါင်းသွေးရှန့်ခြင်းကိုပျောက်ကင်းစေခြင်းရရွတ်ရွက်ကိုတုပ်စားပေးမယ်ဆိုလို့ရှိရင်နှာခေါင်းသွေးရှန့်ခြင်းကိုလည်းပျောက်ကင်းစေနိုင်ပါတယ်နံပါတ်20လေဖြတ်ခြင်းမှာကောက်ွယ်ပေးနိုင်ခြင်းရေရွသည်နဲ့ရေရွရွက်ကိုပုံမှန်စားသုံးပေးခြင်းအပြင်လေဖြတ်ခြင်းမှာကောက်ွယ်ပေးနိုင်ပါတယ် နံပါတ်21ကောင်းတချမ်းကိုက်ခြင်းကိုတတ်တာစေခြင်းရေရွတည်နဲ့ရေရွရွက်ကို ပုံမှန်တုံးဆောင်ပေးမယ်ဆိုလို့ရှိရင်ကောင်းတချမ်းကိုက်ခြင်းကိုလည်းတတ်တာစေနိုင်ပါတယ်နံပါတ်22အိုမင်းရေရွခြင်းကိုကာကွယ်ပေးနိုင်ခြင်းရေရွတည်နဲ့ရေရွရွက်မှာပါတဲ့အန်တီအောက်ဆီဒင့်တွေဟာအိုမင်းရေရွခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ် ံပါတ်23အစာရင်ယောဂကိုပျောက်ကင်းစေနိုင်ခြင်းရဲရွယ်ကိုရင်းနှီးဖြောပြီးတနေ့နှစ်ရက်နေ့စဉ်စားသုံးခြင်းရဲရွယ်ကိုတုစားခြင်းအချောက်လန်းအမှုတ်ပြုလုပ်ပြီးမှီဝဲခြင်းအဖြစ်အစာရင်ယောဂလက်တွေပျောက်ကင်းနိုင်ကြောင်းသိရှိရပါတယ်နံပါတ်24လေချုပ်ယောဂကိုပျောက်ကင်းစေနိုင်ခြင်းရဲရွယ်ကိုပြုတ်ပြီးတုစားပေးမယ်ဆိုလို့ရှိရင်လေချုပ်ယောဂတွေကိုလည်းပျောက်ကင်းစေနိုင်ပါတယ်နံပါတ်25ဝမ်းပိုင်းနာယောဂကိုပျောက်ကင်းစေနိုင်ခြင်း ရဲရဲပြက်ကို ပြုတ်ပြီးဒုဆောက်ပြင်မယ်ဆိုလို့ရှိရင်ဝိုင်းပိုင်းလာတဲ့ယောဂတွေကိုလည်းတတပျောက်ကင်းစေနိုင်ပါတယ်။နံပါတ်26အာကောင်ပူလောင်ယောဂကိုပျောက်ကင်းစေခြင်းရဲရဲပြက်ကိုပြုတ်ပြီးဒုဆောက်ပြင်မယ်ဆိုလို့ရှိရင်အာကောင်ပူလောင်တဲ့ယောဂတွေကိုလည်းတတပျောက်ကင်းစေပါတယ်။နံပါတ်29တဲချေပေါက်ပြန့်ယောဂကိုပျောက်ကင်းစေနိုင်ခြင်းရဲရဲပြက်ကိုပြုတ်ပြီးဒုဆောက်ပြင်မယ်ဆိုလို့ရှိရင်တဲချေပေါက်ပြန့်ယောဂတွေကိုလည်းတတပျောက်ကင်းစေပါတယ်။ နံပါတ်28နှုတ်ချောင်းပိတ်ခြင်းနှုတ်ရည်ခမ်းခြင်းကိုပျောက်ကင်းစေခြင်းရဲရွယ်ကိုတုတ်စာပေးမှန်ဆိုလို့ရှိရင်လူတိုင်းမိခင်တွေအတွက်နှုတ်ချောင်းပိတ်ခြင်းနှုတ်ရည်ခမ်းခြင်းကိုတတ်တာပျောက်ကင်းစေပါတယ်။နံပါတ်29အစာမကြေခြင်းကိုပျောက်ကင်းစေခြင်းရဲရွယ်သည်ကိုထညာနဲ့ခောက်စာပေးတာပဲဖြစ်ဖြစ်ယူထိုးပြီးစားသုံးပေးတာပဲဖြစ်ဖြစ်မိဝဲစားသုံးပေးမှန်ဆိုလို့ရှိရင်အစာမကြေခြင်းကိုလည်းတတ်တာပျောက်ကင်းစေပါတယ်။နံပါတ်30လေအောက်ခြင်း သွေးထိုးခြင်းသွေးတက်ခြင်းကိုပျောက်ကင်းစေခြင်းရေရိုသည့်အနုကိုတုပ်ဆောက်ပေးမယ်ဆိုလို့ရှိရင် လေအောက်ခြင်းသွေးထိုးခြင်းနဲ့သွေးတက်ခြင်းတွေကိုလည်းတတ်တာပျောက်ကင်းစေပါတယ်။နံပါတ်31အယူကြီးပေါင်းယောဂါကိုပျောက်ကင်းစေခြင်းအယူစစ်အားနည်းပြီးကြီးပေါင်းယောဂါဝေဒနာရှင်များအနေနဲ့ရေရိုသည့်နဲ့ရေရိုရွက်ကိုပုံမှန်စားသုံးပေးခြင်းအပြင်အယူကြီးပေါင်းယောဂါကိုတတ်တာပျောက်ကင်းစေပါတယ်။နံပါတ်32ကြောက်ကက်ယောဂါကိုပျောက်ကင်းစေခြင်း ရဲရိုသည်နဲ့ရဲရိုရွက်ကိုပုံမှန်စားသုံးပေးခြင်းအဖြစ်ကြောက်ကက်ယောဂကိုလည်းတတ်တာပြောက်ကင်းစေပါတယ်။နံပါတ်33ရောင်ရမ်းမှုကိုရော့ကျစေခြင်းရဲရိုသည်မှာအကက်ခဲပြောက်စေလို့အစွမ်းမျိုးပေါဝင်တာကြောင့်ရောင်ရမ်းမှုကိုတွန်းလှန်ဟတ်တားနိုင်တယ်လို့လေ့လာတွေ့ရှိမှုတွေအရသိရှိရပါတယ်။နံပါတ်34အရေးပြားပြဿနာကိုကုသနိုင်ခြင်းရဲရိုသည်ထဲမှာအရေးပြားအတွက်အထောက်အကူပြုတဲ့ဗီတာမင်စီများစွာပါဝင်ပါတယ်။နေ့စဉ်ရဲရိုသည်ဖြွေရေးတောက်ပေးပါက ဝက်ချံအမှတ်ချအမဲဆက် ရေပြားကျန်းတာ6သိတာစရတွေကင်းစင်ပြီးလှပနေစီပါတယ်။နံပါတ်35အရွယ်အိုမင်းမှုကိုညော့နေစီခြင်းရေဥသီးထက်မှာအန်တီအောက်ဆီဒင့်တွေများစွာပါဝင်လို့ဆဲတွေတစ်ရှူတွေနဲ့ကိုရင်းအင်္ဂါတွေကိုဓာတ်တူပစ္စည်းတွေပတ်ဝန်းကျင်ညဉ့်ညံမှုတွေကြောင့်ထိခိုက်မှုမဖြစ်အောင်ကောက်ွယ်ပေးပါတယ်။စီလီနီယံလည်းပါဝင်တာကြောင့်အိုမင်းမှုကိုတားဆီးပေးလို့အရွယ်တင်နှုတ်ပြစေပါတယ်။ နံပါတ်36ဓာတ်မတက်မှုတွေကို တားဆီးပေးခြင်းရေယိုသည်ကဟက်စတာမင်းထွက်ရှိတာကိုတားဆီးပေးပါတယ်ဟက်စတာမင်းက ခန္ဓာကိုယ်မှာဓာတ်မတက်မှုတွေဖြစ်တဲ့အခါထွက်လာပြီးအရေပြားနေရတာရာရန်တာအဖုဖိတ်ထွက်တာတွေဖြစ်စီပါတယ်အရေပြားရာရန်စီတဲ့ဝက်ချံရေယိုအပူလောင်ဖူးနဲ့နေလောင်တာတွေအတွက်လည်းရေယိုသည်အရေကိုရေပြားပေါ်မှာလိမ့်ပေးနိုင်ပါတယ်နံပါတ်39ဝက်ချံနဲ့အမဲဇက်တွေကိုကုသနိုင်ခြင်း ရဲရိုသည့်မှာအန်တီအောက်ဆီဒင့်ဖြစ်တဲ့ဗီတာမင်စီများစွာပါဝင်ပြီးရောင်ရမ်းမှုလျော့နည်းစေတဲ့အာနိသင်ဘက်တီးရီးယားပိုသက်အာနိသင်နဲ့ဗိုင်းလက်ပိုသက်အာနိသင်တွေများစွာရှိပါတယ်။လေးလာမှုတွေအရရဲရိုသည့်ကိုမျက်နှာပေါ်လိမ့်ပေးပါကဝက်ချန်နဲ့အမဲဆက်တွေရော့ပါတတ်တာစေပါတယ်။နံပါတ်38စပင်ကြော့ချင်ကိုတတ်တာစေခြင်းအသက်ကြီးလာတာမျိုးမျိုးရိုးရှိတာမျိးအာရဒတ်ချွတ်တတ်တာနဲ့ဥယျာပြပြဿနာတွေကြောင့်စပင်ကြော့တာဖြစ်ပါတယ်။ ရဲဥသည်ဖြိုရီကခန္ဓာကိုယ်ခုခံအားကိုကောင်းစေပြီးသပင်ကျွတ်တာတတ်တာစေပါတယ်။ဥယေပြာ သူ့လက်ပတ်မှုကောင်းမွန်စေလို့အာဟာရဓာတ်တွေသပင်ရင်းထိရောက်ရှိစေပါတယ်။နံပါတ်30ကိုတန်းနဲ့ပေါက်ဖြစ်ခြင်းများကိုကုသနိုင်ခြင်း။ဥယေပြာမှာပိုးဝင်တာကြောင့်တန်းတွဲတာ ပေါက်ထားတာတွေဖြစ်နိုင်ပါတယ်။ရဲဥသည်ကပိုးသက်အာနိသင်နဲ့ပိုင်းရက်ပိုးသက်အာနိသင်တွေရှိလို့တန်းနဲ့ပေါက်တွေကိုဖယ်ရှားရှင်းလင်းနိုင်ပါတယ်။ဒီကနေ့ကျွန်တော်မျှဝေပေးသွားတာကတော့ ရဲရိုသည့်အစမ်းတက်သည့်39မြို့အကြောင်းမှဖြစ်ပါတယ်